ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့တကယ်ချင်းတော့အားလုံးပြန်လည်ပြီးတော့မှကျေးဇူးလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ Minecraft မြန်မာ Survival Server ကောကောင်းတစ်ခုကိုရှာနေတဲ့တကယ်ချင်းတွေအတွက်ကျွန်တော်ရဲ့ server လေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော် server လေးရဲ့နာမည်ကတော့ Go House SMB Server လို့ခေါ်ပါတယ်ဗျဒီ server ဆိုရင်တော့ကျွန်တော်တို့ version အပြောင်းအလဲနဲ့ server address တွေကိုတော့ကျွန်တော်တို့ Telegram channel မှာပဲချပေးရမှာဖြစ်ပါတယ် ကဲဒီမှာစာပါဖွင့်ချိန်ဆိုတာလည်းမရှိပါဘူးကျွန်တော်တို့ search channel လူကနေပြီးတော့အုံနာအားရဲ့ချိန်ကိုကျွန်တော်တို့လာပြီးပြောလို့ရှိရင်ကျွန်တော်စာပါဖွင့်ပေးပါတယ်ဗျဆိုရတာရမ်းစင်ပေးပါတယ်ကျွန်တော် server review လေးပါ live ပြတော့ပြရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ Go House SMB server အထဲပိုင်းကနေပြီးတော့ဒီအိမ်နေပါညာကိုကျွန်တော်တဝောလုံးကျွန်တော် live ပြမှာဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်မပါသေးတဲ့နေရာတွေလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ဆော့အောင်ဗီဒီယိုရိုက်ပေးရပါရဲ့ဗျ။ဒီအဲ့တော့ဒီဘက်ဒီမှာကြည့်မယ်ဆိုရင်တော့အိမ်နေရောရှိရယ်ပြီးတော့ဒီမှာဆိုလဲ ကျွန်တော်တို့ဒီထဲကနေပြီးတော့ player ကြီးစောက်ထားတယ်ကျွန်တော်တို့ရဲ့ဒီအိမ်ကြီးရှိရပေါ့လှပါရဲ့ကျွန်တော်ဒီမှာဆိုလဲ Among Us နှစ်ကောင်ဘသူအိမ်လဲတော့ကျွန်တော်မသိပါဘူး mention ခေါ်ပေးလို့မရဘူးပေါ့နော်တော်တော်မိုက်ပါရဲ့ပြီးတော့ဒီဘက်မှာဆိုရင် layer cycle နေရှိပါရဲ့အရန်ကြီးရဲ့ဗျ layer cycle ကြီးရပြီးတော့ Cadus Van နဲ့ဒီကဒီမီမြုပ်တခုတွေ့ပါရဲ့ဒီမှာ Cadus Van တော့နော်ဝါးပင်နေတဲ့တွေ့ရဲ့ဒါကတော့ကျွန်တော်တို့ server ရဲ့ main UI ပေါ့နော်ဒီတိုင်းခတ်ထားတာပေါ့တော်တော်ကြီးရဲ့ဗျ ပြီးတော့ဒီဘက်ဒီမှာဆိုတော့လေဘောကနေလမ်းလျှောက်ပြီးသွားကြရဗျမြန်အောင်လို့ဆိုပြီးတော့ထင်ပါတယ်ဒီဘက်မှာဆိုရင်လည်းတို့ဒီနေတဲ့အုပ်စုတတ်တတ်အကြီးတခုရှိပါတယ်တို့အိမ်နေရော cherry blossom တပင်နေရောဒီ farm အကြီးပါတော့ဒီနေရာမှာကွက်ပြီးတော့ heavy bay တွေကြီးပါတော့တည်တံကွက်ဆောက်ထားတာဗောနော်တော်တော်မိုက်ပါရဲ့ဗျဒီရွာရဲ့တပတ်ကန်းကိုကြော်လာမယ်ဆိုရင်ဒီဘက်မှာနေအိမ်နေရှိရဗောနော်ဒါလည်းအုပ်စုပဲဗျဒီနားမှာအိမ်နေတော်တော်များရှိပါတယ်အဲ farm နေရောဗောနော်ဘာလဲတော့ကျွန်တော်လည်းမသိပါဘူးဘသူအိမ်လဲကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ ဒီနားကတော့တောင်းအခြေပြုပြီးစောက်ထားတဲ့အိမ်ကြီးများတော့ဗျာ share ပဲပေါ့ပြီးတော့ဒီဘက်အပြင်ပိုင်းဒီသဲကန်နာရလို့လို့ဘာလို့လို့ဒီကန်းဆတ်မှာလဲအိမ်နိုင်အိမ်ရှိပါရဲ့ဒီခေါင်းမိုးအရန်လာအိမ်တိန်လဲကျွန်တော်တွေ့ပါတယ်ဒီအိမ်မဆိုးဘောနော်မိုက်တယ်ဗျာသူများအိမ်ဤထက်လဲနည်းနည်းတော့မိုက်ပါတယ်ခေါင်းမိုးကတော့ဒီထက်မိုက်တဲ့အိမ်ကြီးလဲကျွန်တော်ပြစရာရှိပါသေးတယ်အများကြီးပေါ့နော်တော်ရဒီဘောထဲမှာတော့ဒီလိုပဲအပွားနေပြီးပဲလမ်းလျှောက်ပြီးသွားကြတာတော့မသိဘူးဗျာဒီလိုကြီးခင်းနေတော့ပြီးတော့ဒီဘောမှာဒီဆာဗာမှာကျွန်တော်တို့ ီ HP fan အရန်များပါတယ်။ဘာ fan တွေညာ fan တွေတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ fan ဆိုရင်အဲ့လိုမထုတ်လို့တဲ့နေရာအရန်များရေပေါ့။ပြီးတော့ဒီဘက်မှာတော့ကျွန်တော်ကြည့်မယ်ဆိုရင်ဒီနေရာကြီးဒတိုင်းချပြီးသွားလို့ရှိရင်တော့ဒီဘက်နောက်တော့ဒတိုင်းတစ်ခုကိုထပ်ရအောင်ပေါ့။ဒီနေရာမှာတော့ကျွန်တော်တို့ဟုတ် oh my god နေတာရဲ့ armor တွေနဲ့ဗျာ။ share ပဲ။သူ share ဆော့ထားတဲ့ပုံပဲပေါ့နော်။ဒီကတော့ကင်းတန်းထင်ပါရဲ့။ဒတိုင်းခရားပဲဆိုသူသူတို့ဟိုဘက်မှာလည်းတသက်နေတဲ့အုပ်စုရှိရင်လည်းရှိမှာပေါ့။ကျွန်တော်လည်းမပြောတတ်ဘူးဗျာ။မိုက်ပါရဲ့တော်တော်ကြီးပေါ့နော်ဒီဘေးကြီးဆိုလည်းကြည်အောင်ညာနေသားရဲ့အာမိုင်းနဲ့ ဒီဒီဘက်မှာဆိုရင်လည်း oh my god farm sugar cane farming လာမသိဘူးတော်တော်ကြီးရယ်ဗျာတော်တော်ကြီးရယ်ဗျာကြီးအောင်ကြီးလောကဒီဘက်ကမဂါဘေးအရင်များတယ်ကျော်ဒီမှာဆိုရင်စောက်တာ oh my အဲဒါတော့တိုးတွေပေါ့ဒီမှာ camp ပုံစံမျိုးပေါ့နော်အများကြီးပဲရှိရယ်ဗျာစောက်တာ share ပဲတော့ drain နေပါရင်ね ကျွန်တော်ဒီမှာလဲ heavy bay တခုပေါ့နော် share ပဲဒီမှာလဲမှာ diamond တွေပါဆို success နဲ့တူပြီးတော့သူ all တွေကိုလာချတာဗျာ another dragon hat ကြီးပါပေါ်တိန်ထားတာသွားပြီးတော့ short တော့မရဘူးဒီမှာတော့ hotel ရဲ့ brother ဒီမှာဒါရတော့ဘာလဲတော့မသိဘူးထဲမှာတော့ရှိနေရှိဦးမှာပေါ့ beacon နေရှိမယ်ပြီးဒီမှာတော့အိမ်လေးရှိမယ်ဗျာဒီနားဆိုလဲတခြားမြေရတပင်းကြီးယူပြီးတော့ site ထားတာပေါ့နော်တော်တော်မိုက်တယ်ဗျာဒီရင်ကတော့ဘာဖြစ်သွားလဲကျွန်တော်လည်းမသိဘူး ပြီးတော့ဒီဘက်မှာဆိုလုံးဝ farm နဲတဲ့ farm ကြီးမဟုတ်ဘူးဗျ3ခုတွဲလိုက်ပြီးစောက်ထားတာဗျ4ခုတွဲလိုက်ပြီးစောက်ထားတာရှယ်ကြီးဗျာဟိုမှာတော့ဒီအလုံးမဖြစ်ခဲ့တဲ့ farm လေးလားတော့မသိပါဘူးမျိုးစောက်ဖို့လောက်ထားတော့လားစောက်နေအောင်လားတော့မသိဘူးဒါပေမဲ့အားလုံးကဒီဘောထဲမှာအရန် mega bill အရန်များရယ်ဗောနော်စောက်ုံတွေကအရန်ကြီးရယ် farm တွေကအရန်ကြီးရယ်ဒီ server ကတော့ mega bill တော့အရန်များတယ်ဗျာတော်တော်များရယ်ဗောနော်စောက်ုံကြီးတွေက အခုတခုကနဲရာရေးမဟုတ်ဗျာစောက်ထားရရပြီးတော့ခင်းတမ်းနေပါရင်လည်းကွဲရလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒရိုင်းနေပါရင်ချားတာပေါ့ပြီးဒီတောင်ပေါ်မှာဆိုလည်းစောက်အောင်နေဗျာကဲအားလုံးပဲကြည့်ကြပေးကြရတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာကဲကျွန်တော်ရဲ့စာပါလေးကိုလာဆော့ပြီးတော့မှအားပေးကြဖို့လည်းတကယ်ကျွန်တော်အားလုံးတောင်းဆိုချင်ပါတယ် like and subscribe လေးနဲ့အားပေးကြကြပါအောင်ဗျာကဲအားလုံးပဲတတ်တာ bye bye